ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းလောက်ရှိတဲ့အထက်မှာတသိန်း၈သန်းကိုစစ်တပ်ကပြန်ပြီးတော့လက်ခံမယ်လို့အတည်ပြုလိုက်ပါပြီ။အဲ့ဒီတသိန်း၈သန်းမှာဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကစုစုပေါင်း၈သိန်းကိုအတုံး၆တုံးခွဲပြီးတော့လက်ခံဖို့အဆိုပြုထားတဲ့အထက်ကပထမအတုံးဖြစ်ပါတယ်။ထိုင်းနိုင်ငံဗန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ဘင်္ဂလားပင်လယ်အော်ဒေသများစီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးပွဲမှာဘင်္ဂလားဒေ့ရှ်အထူးကိုယ်စားလှယ် ခလီလာရာမန်နဲ့စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဦးတန်းဆွေတို့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာဒီသတင်းထွက်ပေါ်လာတာပါစစ်ကောင်စီဘက်ကအခုထိတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမလုပ်သေးပေမဲ့သတင်းကတော့သိကြနေပါပြီအခုလိုအချိန်မျိုးမှာရိုဟင်ဂျာတသိန်းချစ်တောင်းကိုပြန်လက်ခံမယ်ဆိုတာဟာဘာသဘောပါလဲဘာရည်ရွယ်ချက်နဲ့အခုလိုလက်ခံလိုက်တာပါလဲစဉ်းစားတွေးတောစရာတွေအများကြီးရှိပါတယ်ဆေးအုပ်စုဟာရိုဟင်ဂျာမုန်တီးရေးကိုအကြီးကျယ်ဝါရဖြန့်ချီ လှုံ့ဆော်ခဲ့တဲ့သူတွေပါရိုဟင်ဂျာတွေတေပြေးရှင်ပြေးအသက်လူပြေးအောင်တက်ဖြတ်မိရှုမရင်းကျင်တာတွေလုပ်ခဲ့တာလဲသူတို့ပါပဲရိုဟင်ဂျာတွေပြန်လာရေးအတွက်နိုင်ငံတကာကစ조사ကြတဲ့အခါမှာလဲစစ်ဆက်ညှိနှိုင်းကြတဲ့အခါမှာလဲခါခါတီးတီးငင်းဆန်ကြတဲ့သူတွေဟာလဲသူတို့ပါပဲအဲ့ဒါလို့ခါခါတီးတီးနဲ့အကြောက်အကန်ငင်းဆန်နေရတာကနေဘာကြောင့်ရုတ်တရက်စိတ်တဘောထားပြောင်းလဲသွားပါလဲ။ ရိုဟင်ဂျာတသိန်း၈သန်းကိုလက်ခံဖို့ဘာကြောင့်အခုဒီချိန်မှာလွယ်လွယ်ကူကူသဘောတူလိုက်တာပါလဲဒါကအရေးကြီးတဲ့အချက်တစ်ချက်ပါတကယ်တော့သူတို့လုပ်ထားတဲ့ပြဿနာကို AA အာရခတက်တော်ရဲ့လက်ထဲကိုထိုးထည့်ပေးလိုက်တာပါ အခုချိန်မှာရိုဟင်ဂျာတသိန်း၈သန်းကိုလက်ခံရမယ်ဆိုရင်ခေါင်းကိုက်ရမယ်သူက AA ဖြစ်သွားပါလိမ့်မယ်နည်းမျိုးတွေကိုလက်ရှိထိချုပ်ထားတဲ့သူက AA ပါ AA ကိုအကြက်ရိုက်အောင်လုပ်လိုက်တာပါ AA ကိုထောင်ချောက်ဆင်လိုက်တာပါ AA အတွက် အဖြစ်ရှင်းရခက်တဲ့နိုင်ငံရေးပု္ပ္ပာတပုတ်ကိုချပစ်လိုက်တာပါပဲတကယ်လို့အေအေကရိုဟင်ဂျာတွေကိုလက်မခံနိုင်ပါဘူးပြန်မလာကြပါနဲ့လို့ပြောမယ်ဆိုလို့ရှိရင်စစ်ကောင်စီကိုတတလုံးထိုးနေတဲ့လက်ညှိုးဟာအေအေဘက်ကိုဥလှည့်လာပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်ရိုဟင်ဂျာတတန်းကိုလက်ခံထားရတဲ့ဒုက္ခကမသေးလာပါဘူးအဲ့ဒီဝန်တုံးဝန်ဘိုးကိုခါချချင်းနေတာကြာလာပါပြီဘလို့နီးနေပဲရရသူပကုံးပေါ်ကခါချရေးကအဓိကပါပဲအဲ့ဒါကြောင့်အေအေက ရိုဟင်ဂျာတွေကိုလက်မခံရင် AA ကိုဖိအားပေးပါလိမ့်မယ်။ AA ကရိုဟင်ဂျာတွေကိုလက်မခံဘူးလို့ညင်းရင် AA ကိုနိုင်ငံတကာကလည်းဖိအားပေးလာတာမျိုးတွေရှိနိုင်ပါတယ်။နေဂျာဒေသတွေမှာနေရတဲ့တိုင်းရင်းသားလူမျိုးစုတွေအတွက်အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးဟာအရေးကြီးပါတယ်။စစ်ကောင်စီကကိုကန့်ကိုတရုတ်နဲ့တိုက်ပေးပြီးတော့စစ်ရှုံးခဲ့တဲ့နေရာတွေကိုနိုင်ငံရေးနည်းနဲ့ပြန်ရအောင်အကွက်ဆင်ခဲ့ပြီးပါပြီ။အဲ့ဒီအကွက်ဟာအောင်မြင်တယ်ဆိုတာကိုလည်းကျွန်တော်တို့မြင်ခဲ့ရပြီးပါပြီ။ အခုဆိုလို့ရှိရင်မဟာဗျူဟာအရအလွန်ရေးပါတဲ့လာရှိုးကိုတောင်မှတစိမ့်တစ်ထေသပြန်ပေးလိုက်ရပါပြီဒေါ်လာရေးသမားတွေရဲ့အသက်သွေးအများအပြားပေးဆက်ပြီးတော့ရယူထားတဲ့အောင်ပွဲဟာတနက်တစ်ချက်မဖောက်လိုက်ရဘဲနဲ့ပြန်လဲလွတ်ခဲ့လိုက်ရပါတယ်သိရင်နာကြကောင်းပါတယ်စစ်ကောင်စီဟာအေအေနဲ့ဘင်္ဂလားဒေ့ရှ်ကိုလည်းပြဿနာတက်အောင်မီးမွေ့ပေးလိုက်တာဖြစ်ပုံရပါတယ်အေအေအတွက်ငင်းရတာအငင်းခက်ပါတယ် စစ်ကောင်စီဟာရခိုင်ကိုသူတို့အုပ်ချုပ်နေစဉ်တုန်းကရိုဟင်ဂျာကိုခါခါတီးတီးညှဉ်းဆန်နေခဲ့ပြီးအခုရခိုင်နေရာတော်တော်များများအေးအေးလက်ထဲရောက်သွားတဲ့အချိန်ကြတော့မှပြန်လာခဲ့ပါလက်ခံပါမယ်လို့ပြောတာဟာအေးအေးကိုကြောက်တွန်းခြင်းနဲ့အကြံစီမျိုးရှိနေမယ်ဆိုတာတော်တော်သိကြပါတယ်အေးအေးကိုထောင်ချောက်စင်တာပါအဲ့ဒါဆိုရင်အေးအေးအနေနဲ့အဲ့ဒါလိုနိုင်ငံတကာနဲ့တိုက်ပေးတာဘင်္ဂလားဒေ့ရှ်နဲ့တိုက်ပေးတာကိုရှောင်ရှားခြင်းနဲ့အတွက်ရိုဟင်ဂျာတွေကို ြန်လာဖို့လက်ခံမယ်ဆိုတော့အဲ့ဒါလို့လက်ခံဖို့ကလည်းအေးအတွက်တိတ်တော့လွယ်ကူလာတာမဟုတ်ပါဘူးရခိုင်လူမျိုးတွေထဲမှာရိုဟင်ဂျာကိုမကြိုက်တဲ့သူကအများစုပါဒါကဖိဝတ်ချက်မဟုတ်တော့ပါဘူးလူတိုင်းသိကြပါတယ်တကယ်လို့အေးအေးကရိုဟင်ဂျာတွေပြန်လာဖို့လက်ခံလိုက်မယ်ဆိုရင်ရခိုင်လူမျိုးတွေရဲ့ကန့်ကွက်မှုကိုရင်ဆိုင်ရပါလိမ့်မယ်ရခိုင်ပါတီတွေကကန့်ကွက်တာမျိုးတွေလည်းရှိလာနိုင်ပါတယ်အဲ့ဒါလို့ဖြစ်လာရင်တော့စစ်ကောင်စီကပို့ပြီးတော့တောင်မှအကြိုက်တွေ့မှာပါ ။ဒါကြောင့်အေအေရဲ့အခြေအနေဟာရှေ့တိုးရဲ့တဘိုးနောက်ဆုံးရလဲထုတ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ဒီတော့ရိုဟင်ဂျာတွေဘက်ကလည်းစဉ်းစားကြည့်ရအောင်ပါ။သူတို့ပြန်လာကြင်ကြပါမလား။ Riders သတင်းဌာနကမေးမြန်းထားတဲ့အထက်မှာရိုဟင်ဂျာတအုပ်ပြန်ဖြေထားတာကတော့ဘာလို့တသိန်းရှစ်သောင်းကိုပဲလက်ရွေးစင်ရွေးပြီးတော့ပြန်လက်ခံမှာလဲအားလုံးကိုပြန်လက်ခံရမယ်လို့ဆိုနေပါတယ်။ဒါအပြင်မှာအခွင့်အရေးအားလုံးပေးရမယ်။ဂုဏ်သိက္ခာရှိရှိအိမ်ပြန်နိုင်ရမယ်။နိုင်ငံသားပေးရမယ်လို့ဆိုနေပါတယ်။ အခွေအားလုံးပေးရမယ်ဆိုတာကတော့လွတ်လွတ်လပ်လပ်ခီးသွားခွင့်လွတ်လွတ်လပ်လပ်ထိမ်းမြားလက်ထက်ခွင့်တသမီယူခွင့်တက္ကသိုလ်ပညာအထိသင်ကြားခွင့်ဆိုတာမျိုးတွေကိုပြောတာပါနိုင်ငံသားဖြစ်ခွင့်ကိုလည်းတောင်းဆိုထားပါတယ်အခုစစ်ကောင်စီကလက်ခံပါမယ်ဆိုပေမဲ့အဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့တခွန်းတဘာရမှပြောမထားပါဘူးအဲ့ဒါတွေမရဘဲနဲ့ရွှင်ကြရင်ပြန်လာရဲကြပါမလားပြီးတော့အိမ်ပြန်ခွင့်ဆိုတဲ့အခွင့်အရေးကိုသူတို့တောင်းဆိုလာတာကကြာလာပါပြီ တခြားလုံးအကြောင်းမျိုးမျိုးပြပြီးတော့အချိန်ဆွဲတာတွေဈေးစစ်တာတွေလုတ်ပြီးတော့ငင်းဆန်ခဲ့သမျှအခုပြိပခကြီးထွားနေတဲ့အချိန်စစ်ဖြစ်နေတဲ့အချိန်ကြတော့မှပြန်လာခဲ့ကြပါဆိုတော့သူတို့လာရဲကြပါဗလားအေအေစိုးမိုးအုပ်ချုပ်နေတဲ့အချိန်အေအေက defecto အစိုးရလို့ဖြစ်နေတဲ့အချိန်မှာအေအေရဲ့အာမခံချက်သာမရလို့ရှိရင်ရိုဟင်ဂျာတွေပြန်လာရဲကြပါမလားရိုဟင်ဂျာတွေတက်ကလည်းအိမ်ပြန်ရေး ခက်လာပါတယ်သူတို့ကိုထိုးကြွေးဖို့ကြံစီနေတယ်လို့သူတို့စဉ်းစားမယ်ဆိုလို့ရှိရင်သူတို့အိမ်ပြန်လာမှာမဟုတ်ပါဘူးပြန်လာဖို့တော်တော်လေးဟိုအခက်ခဲရှိပါလိမ့်မယ်တွေးတော့ပါလိမ့်မယ်အေးအနေနဲ့ကလည်းစဉ်းစားစရာတွေအများအပြားရှိနိုင်ပါတယ်ဆီယောစကရိုဝင်ဂျာကိုဖဲချက်တစ်ချက်လို့အသုံးချလာတာကကြားလာပါသည်ကြက်ခိုင်ရေးပါတီအတွက်မဲလို့ခြင်းတဲ့အချိန်ကျတော့ရိုဂျာတွေကို white card ထုတ်ပေးပြီးတော့မဲထည့်ခိုင်းပါတယ် ရိုဟင်ဂျာအမတ်တွေကိုတောင်မှကြက်ခိုင်ရေးပါတီအတွက်မဲဝင်ပြန်ခိုင်းပါတယ်ရိုဟင်ဂျာတချို့ကိုကြက်ခိုင်ရေးဆက်တွင်းခဲ့ပါတယ်အဲ့ဒါဟာအောင်မြင်ခဲ့ပါတယ်နောက်ပိုင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဘာသာရေးနဲ့တိုက်ချင်တော့မွတ်စလင်အထီးကေယုန်တွေတနင်္ဂနွေလုံးမှာဖြစ်လာအောင်ဒိုင်နာကားတွေနဲ့တမျိုးဝင်တမျိုးထွက်လိုက်ပြီးတော့တိုက်ခိုက်တာတွေလုပ်ပါတယ်တော်တော်လေးစူစူပွက်ပွက်တွေဖြစ်အောင်လုံနိုင်ခဲ့ပေမဲ့သူတို့လိုချင်တဲ့လောက်အတိုင်းတာအထီတော့ခီးမပေါက်ခဲ့ပါဘူးအဲ့တော့ သူတို့ဟာရှေ့တဆင့်ထက်တိုးပါတယ်တိုးတဲ့နေရာလည်းတော်တော်ရဲ့ရဲ့ဆက်ဆက်လောက်တာပါရိုဂျာပြဿနာဖန်တီးပြီးတော့လူမျိုးတုံးတက်ဖြတ်မှုအထိလောက်ပါတယ်စစ်အုပ်စုဟာတိတ်ကြောက်စရာကောင်းပါတယ်ဘာကြောင့်ကြောက်စရာကောင်းတယ်လဲဆိုတော့စစ်အုပ်စုအာဏာတည်မြဲရေးအတွက်ဆိုရင်အသက်တွေဘလောက်ပဲတည်တည်နည်းနည်းလေးမှဂယုမဆိုင်ပဲရဲ့ရဲ့ဆက်ဆက်ကြံစီဝင်ကြလို့ကြောက်စရာကောင်းတာပါ ရိုဟင်ဂျာတွေအသက်ပေါင်းများစွာတည်ကြရတာကိုသူတို့ကနည်းနည်းလေးမှဂရုမစိုက်ပါဘူးသူတို့အတွက်နိုင်ငံရေးတက်လန်းပေါ်လာအောင်ရိုဟင်ဂျာတွေရဲ့အယူကိုလှေကားတည်းလုပ်ခဲ့ပါတယ်ရိုဟင်ဂျာမို့လို့မွတ်စလင်မို့လို့ရဲရဲဆက်ဆက်လုတာလို့တချို့ကထင်ကြပါတယ်အဲ့ဒါလိုကြည့်ပဲလဲမဟုတ်ပါဘူးရိုဟင်ဂျာမှမဟုတ်ပါဘူးဘာလူမျိုးဖြစ်ဖြစ်သူတို့တတ်ပါတယ်ဗမာလူမျိုးလည်းတတ်ပါတယ်အခုလူမျိုးပေါင်းစုံလူငယ်တွေကတော်လန်ကြတော့လေလူမျိုးမရွေး လူငယ်တွေအကုန်တတ်ပါတယ်ပြည်သူတွေရဲ့အိမ်တွေကိုမိရှို့ဖျက်ဆီးပါတယ်ဒါအပြင်ရိုဟင်ဂျာတွေကိုစစ်မှုထမ်းဖို့အတဲအဓမ္မဆွဲသွင်းပါတယ်ရိုဟင်ဂျာတွေကိုအုံပြုပြီးတော့အေအေဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုစီစဉ်ဖန်တီးပါတယ်ရိုဟင်ဂျာလူ့ဖွဲ့စည်းရေးအားနည်းချက်ကပြည်တွင်းနေရိုဟင်ဂျာတွေရဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေရဲ့အတူတကွနေထိုင်ပြီးတော့သူတို့ကိုနိုင်ငံရေးဥဆောင်မှုပေးတဲ့ခေါင်းဆောင်မျိုးမမမမထွက်ပေါ်လာတာမရှိတဲ့အချက်ပါအဲ့လိုမရှိတဲ့အတွက်စေအုပ်စုကဖိအားပေးအချက်ကြိုက်တဲ့ဤကို အသုံးပြုတဲ့အခါမှာဖြစ်စေငွေပေးဖျားယောင်းသွေးဆောင်တဲ့နည်းကိုအသုံးပြုတဲ့အခါမှာဖြစ်စေရိုဟင်ဂျာအရက်သားတွေတာမန်လူတွေဟာဆေးအစုဘက်ကိုပါသွားတတ်တဲ့ပြဿနာမျိုးရှိပါတယ်ရိုဟင်ဂျာတွေကိုပြန်လက်ခံလိုက်ပြီဆိုရင်ရိုဟင်ဂျာနဲ့ရခိုင်ပြိပခဖြစ်ပေါ်လာတဲ့အထိဆေးအစုကဖန်တီးပြီးတော့နိုင်ငံရေးကစားလိုက်အောင်မယ်ဆိုတာတန်တရားဖြစ်စရာမရှိတဲ့အချက်တစ်ချက်ပါဒါပေမဲ့အဲ့ဒါကိုအကြောင်းပြပြီးတော့ AA က အဲ့ဒါကိုစိုးရိမ်နေတဲ့ရိုဝင်ဂျာတွေပြန်မလာရဘူးလို့ပယ်ချမယ်ဆိုရင်ရိုဝင်ဂျာတွေဘက်ကလက်ခံနိုင်မှာမဟုတ်တယ်လို့နိုင်ငံတကာကလည်းလက်ခံချမှာမဟုတ်ပါဘူး။တေချာတာကတော့ရိုဝင်ဂျာတွေကိုစစ်ကောင်စီကအခုချိန်ကျမှလက်ခံမယ်လို့ပြောတာဟာစေတနာကောင်းနဲ့လက်ခံလိုက်တာလို့ဘယ်လိုမှပြောလို့မရပါဘူး။အခုသူတို့လက်ခံလိုက်တဲ့ရိုဝင်ဂျာတွေအိမ်ပြန်ရေးအစီအစဉ်ဆိုတာဟာလက်တွေ့ဖြစ်လာဖို့အကြောင်းကလည်းတော်တော်တော့နည်းပါလေ။ဒီအစီအစဉ်ဟာအေးအေးအတွက် ထောင်ချောက်ပါ နိုင်ငံတကာနဲ့ပြဿနာတက်အောင်ဘင်္ဂလားဒေ့ရှ်နဲ့ပြဿနာတက်အောင်တွန်းပို့တာကိုခံရနိုင်ပါတယ်။ကိုကန့်ကိုတရုတ်ကကုံသွေးရေးပိတ်တယ်လို့ရခိုင်ကိုဘင်္ဂလားဒေ့ရှ်ကကုံသွေးရေးပိတ်တဲ့အထိဖြစ်လာအောင်စစ်ကောင်စီကနှက်ကြောင်းပေးတာမျိုးတွေလည်းရှိလာနိုင်ပါတယ်။တခြားတစ်ဖက်မှာတော့ရခိုင်လူမျိုးတွေကိုလည်းနာမည်ပြက်အောင်လူမျိုးရေးမုံတီးစိတ်ကြီးထွားလာအောင်သွေးထိုးလှုံ့ဆော်ပေးမဲ့အစီအစဉ်မျိုးတွေထပ်လုပ်နိုင်ပါတယ်။အကယ်၍များ ရိုဟင်ဂျာတွေပြန်ရောက်လာပြီးတော့ရခိုင်ရိုဟင်ဂျာအထီးကုံးတွေဖြစ်မယ်သွေးချောင်းစီးမှုတွေဖြစ်မယ်ဆိုရင်ရခိုင်လူမျိုးလည်းနာမည်ဆိုးထင်ကျန်ပြီးတော့ရိုဟင်ဂျာတွေလည်းနောက်တစ်ကြိမ်သွေးချောင်းစီးတာမျိုးဖြစ်သွားနိုင်ပါတယ်အဲ့ဒါလိုထောင်ချောင်းမျိုးတွေများကြက်ရောက်သွားခဲ့ရင်တော့စစ်ကောင်စီကလက်ခမောင်းထခတ်ပါလိမ့်မယ်သူတို့အကြံစီဟာအဲ့ဒါလောက်အထီးရှိနေပုံရပါတယ်ဒါကိုသတိထားဖို့လိုပါတယ်အဲ့ဒါလောက်အထီးသူတို့မျော်လင့်ချက် ထားပုံရပါတယ်မျော်မှန်းထားပုံရပါတယ်ဒီလိုအခြေအနေမျိုးမှာရိုဟင်ဂျာတွေအတွက်ကလည်းအိမ်ပြန်မှုတိတ်ခဲ့ပါတယ်ဆေးအစုဟာအေအေကိုရှင်မတိုက်နိုင်မဲ့အကြီးကျယ်ရှုံးနေခဲ့ပါတယ်အခုထိလည်းအေအေကိုသူတို့ကြောက်နေရတော့မှာသူတို့အတွက်အကြောက်ရဆုံးရန်သူနံပါတ်1မဟုတ်ခဲ့ရင်တောင်မှအနည်းဆုံးနံပါတ်2လောက်တော့ဖြစ်ကောင်းဖြစ်နေပါတယ်ရှုံးလာတာလည်းအေအေနဲ့တိုက်တဲ့မြတ်တိုက်တိုင်းရှုံးလို့ဆိုရမလောက်ပါပဲဒါပေမဲ့ စစ်အုပ်စုဟာအဲ့ဒါလိုအရှုံးတွေတဲကနေတောင်းနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားပါတယ်။ရှမ်းမြောက်ကိုသူတို့လက်လွတ်ရတော့တရုတ်နဲ့ရှမ်းမြောက်အဖွဲ့တွေကိုရန်တိုက်ပေးပြီးတော့အပြည့်ရရေးအတင်းလုပ်ဖို့ကြိုးစားခဲ့ပါတယ်။အခုရခိုင်ကိုသူတို့လက်လွတ်ရတော့လဲသူတို့လှုပ်ထားလို့ဘင်္ဂလားဒေ့ရှ်နဲ့တက်ထားတဲ့ပြဿနာကိုအေးအေးလက်ထဲကိုအတင်းထုတ်ထည့်ပြန်ပါတယ်။ချီးကျူးတဲ့အမြင်နဲ့ပြောရမယ်ဆိုရင်တော့စစ်ကောင်စီရဲ့အခုရွှေ့ကွက်ကတော်တော်လှပါတယ်။ ရှုတ်ချတဲ့အမြင်နဲ့ပြောရမယ်ဆိုရင်တော့တော်တော်ရုပ်မှာကောက်ကျစ်တဲ့အကြံစီလို့ဆိုရမှာပါ။